ပလဲမျိုးနယ်မှာလက်နက်ကင်ပြီးကိုကျိုးစည်းဘွားအတွက်တစ်ထုတ်ယူမှုတွေကိုစတင်စစ်ဆေးနေကြောင်းဘုံနဂါပြောစကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမျိုးနယ်ထဲမှာလက်နက်ကင်ပြီးကိုကျိုးစည်းဘွားအတွက်တစ်ထုတ်ယူနေသူတွေကိုစတင်စစ်ဆေးတာတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNRA ခေါင်းဆောင်ဘုံနဂါကပြောပါတယ် ပလဲမြို့နယ်ထဲမှာတော်လန်ရေးအကြောင်းပြကိုကျိုးစည်းဘွားအတွက်တစ်တောတွေကိုခုတ်ယူသုံးဆွဲတာနဲ့တဲဆောင်လာတွေကိုတွေ့ရှိရင်ဒဲဖွဲ့စည်းမစိုးဗမာမျိုးသားတော်လန်ရေးတက်မတော် BNRA အနေနဲ့ပြက်ပြက်တတတင်းယူပြီးဒေတာဖွံ့ဖြိုးရေးအတွက်သုံးဆွဲသွားမှာဖြစ်တယ်လို့ BNRA ကပြီးခဲ့တဲ့စက်တင်ဘာ25ရက်မှာအတိပေးထုတ်ပြန်ထားပါတယ် လက်ရှိမှာတော့တော်လန်ရေးအကြောင်းပြပြီးလက်နက်ကင်ကကိုကျိုးစည်းဘွားအတွက်တစ်ထုတ်ယူနေသူတွေကိုကွင်းစင်းစစ်ဆေးတာတွေစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ BNRA ခေါင်းဆောင်ဘူနဂါကပြောပါတယ်။ လုံနေတဲ့သူတွေကတော်လန်ရေးအမိခံထားတဲ့အဖွဲတွေဖြစ်နေတော့ပိုးခတ်တာပါစစ်စစ်မှန်မှန်သုံးတာထက်ကိုကျိုးသမားကပိုများလုံးနေပါတယ်အဲ့ဒီကိစ္စတွေကိုစပြီးတော့စစ်ဆေးကင်တွေနေပါတယ်တနုကျွန်းတစ်တော်ကိုလက်နက်တွေကင်ပြီးခုံနေတာဒေတာခံလူလူလာရောက်တရင်ပေးတိုင်တန်းလို့တွားရောက်စစ်ဆေးခဲ့ရမှာလက်ရှိစစ်ဆေးတွေ့ရှိထားမှုတင်တန်ချိန်တထောင်ကျော်ပြီလို့တင်ပြလာပါတယ် အခြားလူကဲဖွဲ့တွေကမလုံရဲကြပါဘူး NUG ရဲ့ပသုံးလုံးနဲ့တရင်တွေပါတက်ရင်း6အပါဝင်တက်3ရင်းလောက်ကတော့ယခုကိစ္စမှာမပါဘူးလို့သိရပါတယ်ဒေတာခန့်လူလူရဲ့ကိုပိုင်းဆိုင်မွေးကြုံးမြင်တချို့ကိုအတင်းခုတ်ယူတယ်လာတိုင်းပြစ်မိန်ပါတယ်လို့ချင်းချောက်ပြောဆိုထားကြောင်းလာတိုင်းပြီးအကူအညီတောင်းထားကြပါတယ်ပလဲမျိုးနဲ့အတွင်းလက်နက်ကင်ပြီးကိုကျိုးစည်းဘွားအတွက်တစ်ထုတ်ယူနေရမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပါသုံးလုံးဖွဲ့တွေနဲ့တရင်အချို့ပါဝင်နေတယ်လို့ BNRA ရဲ့ဆွဆွဲထားတဲ့ထုတ်ပြန်ချက်နဲ့ခေါင်းဆောင်ဘူနဂါဘက်ကပြောဆိုထားမှုအပေါ်ပလဲမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကရှင်းမပြတော့ဘူးလို့ပြောပါတယ် BNRA စာထုတ်တိုင်းလိုက်ပြီးရှင်းပြနေရရင်တော်လိုင်းရေးနောက်နေတာပဲအဖက်တင်ပါတယ်ဗျာရှင်းမပြတော့ပါဘူး ပလဲမျိုးနဲ့အပါဝင်ရင်းမာပင်ခရိုင်ထဲမှာရှိတဲ့တစ်တော်တွေနဲ့အလောင်းတော်ကတပါတစ်တော်ကျိုးဝိုင်းထဲကတစ်တွေအပါဝင်တစ်ခိုးထုတ်ယူမှုတွေအများပြားရှိနေစေဖြစ်ပြီးအဲ့ဒီလိုတစ်ခိုးထုတ်ယူနေတဲ့ထဲမှာတော်လန်ရေးတပ်ဖွဲ့ဝင်တချို့လည်းပါဝင်နေတယ်လို့လည်းမြေပြင်တော်လန်ရေးတည်င်းရင်းမြစ်တွေကလည်းပြောဆိုထားပါဗျာ